အားလုံးပဲမင်္ဂလာပါခင်ဗျာတော့ဒီကနေ့မှာတော့အမေရိကန်နိုင်ငံနဲ့ဒီဂျပန်နိုင်ငံရဲ့ဒါမြေရှားပြဿနာနဲ့ပတ်သက်ပြီးနိုင်ငံပြောင်းွေးဆွေးနွေးပေးသွားမှာဖြစ်ပါတယ်တော့အမေရိကန်နိုင်ငံကဒီမြေရှားနဲ့ပတ်သက်ပြီးတော့ဒါပြည်ရှင်းဖို့ဒီလန်သုံးခုတူမှရှိရောပြည်တွင်းမှာထုတ်လို့ဖို့မဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့ထုတ်လို့ဖို့တော့နောက်တစ်ခုကဒီမြေရှားကိုတံပြန်နိုင်မဲ့ဤပညာကိုရှာဖွေဖို့ဆိုပြီးတော့ဒါသူ့အနေနဲ့ဒီလန်သုံးခုနဲ့ပြည်ရှင်းလာတာပေါ့တော့လက်တလို့ဒီအမေရိကန်ကဒီပြဿနာတွေကိုပြည်ရှင်းဖို့ ဒီကဂျပန်နဲ့ကူအောင်ဆောင်ရွက်မှုတွေပြင်ဆင်လုပ်ဆောင်လာတာကိုတွေ့ရတယ်။ဟိုမကြသေးခင်ကဒါသဘောတူညီမှုတစ်ခုကိုလက်မှတ်ရေးထိုးခဲ့တာလည်းရှိတယ်။ဟိုဒီမြေရှားကလည်းလက်တော်တော်မှာကတော့ကမ္ဘာခင်းခြင်းတွေမှာလုံအောင်အရေးပါနေတယ်။ဟိုဘာလို့လဲဆိုရင်ဒီ smartphone တွေ data bind တွေ EV ကားတွေ73ပစ္စည်းတွေမှာဟိုဒီစစ်ပတ်ပစ္စည်းပါဝင်ပေါ့။ဒါတွေထိုးလို့တဲ့နေရာမှာမြေရှားအဓိကဖြစ်နေတယ် တော့ကျွန်တော်ရင်က try အာရှခီးစင်မှာဒီမြေရှားနဲ့ပတ်သက်ပြီးတော့နိုင်ငံပြောပြခဲ့တာရှိတယ်လက်ရှိဒီကမ္ဘာပေါ်မှာမြေရှားအများဆုံးထုတ်လုပ်နိုင်တာကတရုတ်ဟောတရုတ်ပြီးရင်တော့ဒါအမေရိကန်ပေါ့ဟောနောက်ထပ်ကဒါကျွန်တော်တို့မြန်မာနိုင်ငံပါတယ်ဟောတရုတ်ကဒီမြေရှားထုတ်လုပ်မှုမှာဒီကမ္ဘာကိုလွှမ်းမိုးထားပြီးတော့ကမ္ဘာထုတ်လုပ်မှုရဲ့60 90ရာခိုင်နှုန်းကျော်လောက်ကိုသူကရှုပ်ကိုင်ထားတယ်အဲ့တော့အမေရိကန်ကလည်းမြေရှားထုတ်လုပ်နိုင်နေဆိုပေမဲ့သူပြန်တန်ဆင်ခြင်းလုပ်ငန်းတွေမှာတရုတ်ကိုအကြီးကျယ်မှီခိုနေရတယ် ဲ့တော့မြန်မာရဲ့ဒီမြေရှားကလည်းတရုတ်ကိုပဲအဓိကတင်ပို့နေရတော့ဒီနေရာမှာဒါတရုတ်ကမြေရှားဈေးကွက်မှာဒါလုံးဝအဓိကတော့ချက်ဖြစ်သွားအမေရိကန်ကဒါသူ့ရဲ့ပြည်တွင်းမှာလေရခင်ကပိတ်ထားတဲ့ကယ်လီဖိုးနီးယားမှာရှိတဲ့မောင်နှင်ပတ်သက်တူတွင်နေမှာရေရှားပြန်တူးနေတယ်။အော်သူ့တနိုင်ငံတွေကဒါလုံးလိုအပ်ချက်တွေမလုံလောက်တော့သူတခြားမှာထပ်ရှာတယ်။အဲ့တော့ဘယ်နေရာတွေမှာရှိသေးလဲဆိုတော့ဂျပန်၊ဗီယက်နမ်၊ဘရာဇီးမှာဒါရေရှားနည်းနည်းရှိတယ်။အဲ့တော့ဒီနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ သူအနေနဲ့ရှေ့လန်းနေပြင်လာတာကိုတွေ့ရတယ်အဲ့တော့အခုလက်ရှိဂျပန်နဲ့အမေရိကန်ကဒါဒီမီနာမီတိုရီကျွန်းတဝိုက်မှာမြေရှားတူးဖို့ပူးတွဲလေးလာမှာဖြစ်တယ်။အော်ဒီလုံဆောင်ချက်ကတရုတ်ပေါ်မှာမိခိုးနေတာရှော့ချပြီးတော့လာမယ့်နှစ်အစောပိုင်းမှာသူတို့အနေနဲ့စပြီးတော့စမ်းသပ်ထုတ်ယူဖို့ရည်ရွယ်ထားတာပေါ့။အော်ထရန့်နဲ့ဒီတာကာရှီရဲ့သဘောတူညီချက်မှာဘာပါလဲဆိုရင်ဒါရခင်တုန်းကလှုပ်ထားတဲ့အမေရိကန်ဂျပန်ပူးပေါင်းဆောင်ရွက်မှုတွေကို ရှေ့ဆက်တိုးရှဲ့မယ်။အော်ပူတော်ရင်းနှီးမြှုပ်နှံမှုတွေနီးပညာမြန်လန်မျှဝေမယ်။ထောက်ပံ့ရေးကွင်းဆက်တွေအတွက်အစီအစဉ်တစ်တွေလှုပ်ဆောင်မယ်ဆိုပြီးတော့ဒါသဘောတူညီခဲ့ကြအောင်။အော်ဒီနိုင်ငံသူတို့နှစ်ဦးရဲ့တွေ့ဆုံမှုကရွှေခေတ်တစ်လို့လည်းပြောလို့ရတယ်။အော်ဒေါ်နယ်ထရန့်ရဲ့ဒီအကွက်တွေကတရုတ်နိုင်ငံအပြင်ကိုရုရှားကိုတုံ့ပြန်ပို့ပါဒါပါလာတယ်။အော်တရုတ်ကညီရှားပေါ့ရုရှားကဒါပါလဲဆိုရင်တဘာဝတန်ခွေအဲ့တော့ဒါထရန့်အနေနဲ့ကဒီညီရှားနဲ့တဘာဝတန်ခွေကိုတုံ့ပြန်ဖို့ ဒီ alpha first wave ဘက်ကိုဒါပို့ပြီးတော့အာယုံစိုက်လာတယ်။ဟောမလေးရှားမှာမြေရှားပြုတ် ပြင်းတဲ့ဆက်ယုံတစ်ခုတို့လေပတ် နေတယ်။ VNM မှာလည်းဒါမြေရှားဘအရန်တန်ချိန်၂၀တတ်တန်းရှိတယ်။ဟောအင်ဒိုနက်ထိုင်းမှာက EV ဒီဘက်တီတွေအတွက်လိုအပ်တဲ့နီကယ်နဲ့တန်ဖြူတွေကိုဒါအဓိကထုတ်လုပ်လာတယ်။ဟောဒါကြောင့်လည်းဒီ truck က alpha first wave data တွေကိုလာပြီးတော့တူညီချက်အစ်စ်တွေကိုပြုလုပ်ခဲ့တာဖြစ်ပြီးတော့ထောက်ပံ့ရေးကွန်ရက်တစ်ခုကိုဖန်တီးနေဖို့လှုပ်ဆောင်နေတယ်လို့တော့ဒါကျွန်တော်အနေနဲ့မြင်မိတာ ဲ့တော့ဒါဒီတနည်းကအခုဒီမီဒီယာနဲ့ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေကဒါအရှိတော်အခြားနိုင်ငံတွေအတွက်သတ္တု24ရေးတွေဒါတန့်စင်ရေးတွေပတိထုတ်လုပ်ရေးတွေစီမံကိန်းတွေအားလုံးအတွက်ဒါလောက်ကိုင်းတစ်တွေတော့ရမယ်ဤပညာတွေလည်းဒါရနိုင်တာအဲ့တော့ဒါဒီမီဒီယာနဲ့ဂျပန်ဒါမြေရှားပူးပေါင်းဆောင်ရွက်မှုကလက်ရှိတရုတ်ရဲ့ကြီးစိုးထားတဲ့ဈေးကွက်ကိုတံပြန်ဖို့ရည်ရွယ်တဲ့ဒါမဟာဗျူဟာဖြစ်လာနိုင်တယ်လက်တလုံးမှာလည်းဒါတရုတ်ကသူ့ရဲ့ကြီးစိုးမှုကိုဗေဒိုင်ကန်ကမှဒါမလန်နိုင်လေဘူး အဲ့တော့ဒါဒီအမေရိကန်နဲ့ဒါဂျပန်တို့ပူးပေါင်းမဲ့ဖြူလာတာအောင်မြင်သွားရင်တော့တရုတ်ရဲ့ဈေးကွက်ကြီးစိုးမှုကြီးတော့ရှော့ရှနိုင်တယ်လို့တော့ဒါကျွန်တော်အနေနဲ့မြင်မိတာ။အော်ဒီကနေ့ဒါဒီခုအမေရိကန်ရဲ့ဒါဒီမြေစားပြဿနာဖြေရှင်းမှုမြေစားထောက်ပံ့ရေးကွင်းဆက်တွေကိုတံပြန်ဖို့ဒါသူအနေနဲ့ရေးပါတဲ့နေလန်းတွေကတော့ဒါမြေစားတက်ဆွေမပါဝင်တဲ့ဒီတန်လိုက်အစ်စ်တွေကိုရှာဖွေတည်ထွင်အသုံးပြုဖို့ပဲဖြစ်တယ်။အော်အမေရိကန်နဲ့ဒီရှားနိုင်ငံတွေရဲ့သူတည်တနာတွေအရာ ိကနည်းပညာနှစ်ခုကဒီ iron nitrate နဲ့ဒီ manganese aluminum carbide လို့ပဲဖြစ်တာပေါ့အဲ့တော့မြေရှားကိုတံပြန်ဖို့အတွက်ကလည်းဒီမြေရှား trust နဲ့မပါဝင်တဲ့ဇာတ်ရုပ်ပစ္စည်းတွေထုတ်ဖို့နဲ့ပြီးရင်ဒါလက်ရှိဈေးကွက်မှာဒါအသုံးပြုပြီးတာ EV ကားတွေလေအားတာပိုင်းတွေနဲ့ဒီ smartphone အဟောင်းတွေတွေကမြေရှား trust တွေကိုပြန်လဲထုတ်ယူပြီးတော့အသုံးပြုမဲ့နေလန်းကိုပဲဒါတို့အနေနဲ့ဒီ trend ကြံစပြီးတော့လှုပ်ဆောင်သွားဖို့တော့အနေနဲ့မြင်မိတာပါ ဲ့တော့ဒါအခုဒီကနေ့ဒါကျွန်တော်ပြောပြသွားတဲ့အမေရိကန်နဲ့ဒါဂျပန်ရဲ့ရေရှားပြဿနာမှာဒါဒီနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကဒါလက်ရှိဒါဒီတရုတ်နိုင်ငံရဲ့ဒါဒီမြေရှားကြီးစိုးမှုကမ္ဘာစီကွက်မှာဒါသူတို့ရဲ့ဒါမြေရှားတီထွန်ထုတ်လုပ်မှုဒါတွေကိုဒါတစ်ဖက်လက်ကနေဒါဒီခုသူတို့တံပြန်နိုင်မဲ့ဒါမဟာဗျူဟာတစ်ခုလို့တော့ဒါကျွန်တော်အနေနဲ့မြင်မိတာအားလုံးကိုကျေးဇူးတင်ပါတယ်